အမေရိကန်ရဲ့ငလင်ဘူမိဗေဒလေးလာရဲ့အဖွဲ့ကြီးဖြစ်တဲ့ US Geological Survey USGS ကအမေရိကန်ရဲ့ငလင်ကိစ္စနဲ့ပတ်သက်ပြီးတော့ထပ်မံဖြစ်ပေါ်လာနိုင်တာဖြစ်တဲ့အတွက်အရေးပေါ်ပဲဒါအတိဘီလာခဲ့ပြီလေဖြစ်ပါတယ် USGS ရဲ့ထုတ်ပြန်ချက်အရအမေရိကန်မှာ AB လာနေရဲ့နေ့နောက်ပိုင်းကစလို့နောက်ဆက်တွဲငလင်လုံနိုင်တယ်ဖြစ်နိုင်ခြေက Register Scale ချောသမအထက်ကဘူးရခိုင်လိုရှိတယ်လို့ဆိုထားပြီးတော့ငါးရသမအထက်က 60ရာခိုင်နှုန်းမှန်ထားတယ်ဆိုပြီးတော့ USGS ကထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ပြည်သူတွေအထူးယူဆဖို့လိုတယ်။နောက်ဆက်တဲ့ကလင်းတွေကလားနေချီဆက်ရှိနိုင်တယ်လို့နှစ်နဲ့ချီလဲဆက်ရှိနိုင်တယ်ဆိုပြီးတော့ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။မရိညာကလည်းဝန်တလီမှာထပ်လှုပ်သွားတာဖြစ်တယ်။ကျောက်စေမျိုးအနီမှာနော်လီဒသမအထက်ပဲဆိုတော့တနည်းတနည်းကိုလီဒသမကနေငါးရသမအထက်မလျော့ဘူး။နောက်ဆက်တွဲကလေးကကြောက်ကမလီလီကိုကြောက်ဖို့ကောင်းပါတယ်။ ဦးရောင်မလေးစိတ်ပူနေကြရပြနော်ဒါဖြဲချောက်တာလေးမဟုတ်ဘူးသတိဆိုတာကတော့ဘူဒီမရှိပါဘူးခုနေ့ကလေးရောင်မျိုးနီဖြာဘုံမျိုးရဲ့ဗလင်ပြေဝါမှာလှုပ်သွားတယ်နော်အဲ့ဒါကငါရတ်သမဘေးချောလို့တကယ်လို့တော့ငလေးကပလင်ပြေမှာ၆ရတ်သမနဲ့ခရဲရတ်သမချောလို့ရှိရင်ဆူနာမီလိုင်းဖြစ်သွားနိုင်ပါပြီဒါကြောင့်အချိန်မရွေးပါဘူးအခု USGS ကတော့မြန်မာနိုင်ငံရဲ့ငလေးချီတွေက၆ရတ်သမနဲ့ငါရတ်သမအထက်ကိုအများကြီးခံပန်းပေးထားတာဖြစ်တဲ့အတွက် နော်ဒါလာပိုင်းအတွေးလေးဖြစ်နိုင်တယ်တစ်ပိုင်းအတွေးလေးဖြစ်နိုင်တယ်နော်ကလေးကနောက်ဆက်တွဲကလေးတွေကရအောင်မှာမဟုတ်ဘူးဆိုတော့နောက်ဆက်တွဲသတိအထိုင်ရပါတွေက အများကိုမှအများကြီးပဲဒီသတိလောကယူဆိုင်ကြပါတက်ပြီးတော့မလို့ဒါပညာရှင်ဦးဝင်းနိုင်ရဲ့မုံတိုင်းခမန့်ချက်တွေကိုတင်ဆက်ပေးပါမယ်အီဗီလာလေးနေည9:00နာရီကနေစတင်ပြီးတော့မင်းညားကနေစတင်ပြီးတော့အီဗီလာခဏရင်နေည9:00နာရီအထိနော်တော့လာမယ့်ခဏစဲ2နာရီအတွင်း၃ရက်အတွင်းမှာခမန့်ချက်ကတော့တဲ့မိုးရီချိန်ကတဲ့ လမလောက်ကိုဒါရွာသွင်းနိုင်မယ်ဆိုပြီးတော့ဘုရုသာပညာရှင်ဦးဝင်းနိုင်ကခမန်ပီထားပေးဖြစ်ပါတယ်။ ERI တိုင်း၊ရောင်တိုင်း၊ဘကူတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊မကွေးတိုင်း၊ချင်းပြည်နယ်၊မန္တလေးတိုင်း၊နေပြည်တော်စကိုင်းတိုင်း၊ကချင်ပြည်နယ်မြောက်ပိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ချီပိုင်းတွေလည်းပါချောင်းသိရတယ်။ဒါကြောင့်မလို့ဒါကလင်တန်သိနော်။အိုင်းနေသားကြီးတွေမှာလေမိုးရောက်မှဖြစ်တဲ့အတွက်ပြည်သူတွေကယူဆိုင်ကြပါအခုချိန်မှာကလင်ကိုကြောက်လို့နော်။ယာယီသေးနေလမ်းမပေါ်မှာအိတ်နေကြတဲ့သူတွေအများကြီးပဲရှိပါတယ်။ဒါကြောင့်မလို့ မိုးလူသားတရင်ကိုစောင့်ကြည့်ကြပါလို့ဒီကနေ့ပဲတိုက်တွန်းပြရစီနော်